နေဆက်ဒုက္ခတွေခံကိုကူမှနေထိုင်ကြတဲ့မြန်မာတွေထိုင်းနိုင်ငံမှာတရားဝင်လုံးလုံးကန်ခွင့်ရရှိမယ်လို့ထိုင်းဝန်ကြီးချုပ်လူတင်ချမ်ပီယာကူကအောက်တိုဘာလတရနေ့မှာကြေညာခဲ့ပါတယ်ဒီကြေညာချက်ဟာနေဆက်ရေးနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံကိုတပိတ်မောက်ပြီးကမ္ဘောဒီးယားလူသမားတွေအိမ်ပြန်ကြတဲ့ဖြစ်စဉ်များပေါ်တုံ့ပြန်မှုဖြစ်တယ်လို့သိရပါတယ်အောက်တိုဘာလတရနေ့ကစပြီးမြန်မာတွေကနေထိုင်ရာစခန်းတွေရဲ့အပြင်ဘက်ဖွက်ပြီးတနည်းလုံးကန်ခွင့်ရရှိမှာဖြစ်တယ်လို့ဝန်ကြီးချုပ်ကပြောပါတယ် ။နိုင်ငံကကမ္ဘောဒီးယားလူသမားတွေမရှိလေဖြစ်တယ်ဆိုတာကိုဘုန်းကြီးကျောက်ကချက်ပြလာခြင်းဖြစ်တယ်လို့ဆိုပါတယ်။ဖြန့်နိုင်ငံဟာလူသားချင်းစာနာဒေါက်တာကြီးမူပေါင်းတွေနဲ့ညီဆောင်ရွက်နေတဲ့ဥပဒေလုံထုံးလုံကြီးတွေကိုလိုက်နာသူတွေဒုက္ခသည်တွေအတွက်ခွန်လန်းတွေဖွင့်ပြလိုက်တာဖြစ်တယ်လို့ဘုန်းကြီးကျောက်ကပြောပါတယ်။ကျွန်တော်တို့နဲ့ပြဿနာဖြစ်နေတဲ့နိုင်ငံကိုသတင်းစကားတခုပါလို့ပါတယ်။ကျွန်တော်တို့လူသမားရှားပါပြက်လက်မှုပြဿနာကြုံရမယ်လို့မတွက်ဆလိုက်ပါနဲ့လို့ကမ္ဘောဒီးယားနိုင်ငံကိုရည်ညွှန်းလျက်ထိုင်ဝန်ကြီးချုပ်ကပြောပါတယ်။ မြန်မာလူသမားတွေကိုစံနှုန်းပြီးလူမှုဖော်လို့ရေးတွေပေးမယ်။လူသမားဥပဒေတွေနဲ့ညီဆက်ဆံသွားမယ်လို့လည်းဝန်ကြီးချုပ်ကပြောပါတယ်။လူသမားတွေကိုမြေဝါကောက်ကွယ်ပေးသွားမှာဖြစ်တယ်။မအောင်လဲဆိုတော့သူတို့တွေကတရားဝင်လူသမားတွေဖြစ်လာကြတာမဟုတ်ပါလို့ဝန်ကြီးချုပ်ကဆိုပါတယ်။ခရိုင်လေးခုရှိဒုက္ခသစ္စာကိုကိုကမြန်မာနိုင်ငံသားတွေကလှုပ်လှုပ်ပိုင်ခွန်ပါမယ့်အတွက်ကြောက်ထားခွင့်ရရှိလာမှာဖြစ်ပါတယ်။ထိုင်နိုင်ငံမြောက်ပိုင်းလေပိုင်းနဲ့အရှေ့ပိုင်းကခရိုင်53ခုမှာနေထိုင်လုပ်ကိုင်ခွင့်ရရှိလာမှာဖြစ်ပါတယ်။တပ်ခရိုင်တွေကမြန်မာဒုက္ခသည်စခန်း3ခု မယောင်ဆောင်ခရိုင်တဲ့မှာလေးခုကချနာပူရီခရိုင်မှာတစ်ခုရချာပူရီခရိုင်မှာစကန်တစ်ခုစုစုပေါင်း၉ခုရှိနေတယ်လို့သိရပါတယ်။လုံလုံနိုင်တဲ့အသက်ရွယ်ရောက်ညီမနိုင်ငံသားစုစုပေါင်း၄၂,၆၀၀တဦးရှိနေတယ်လို့ဒါနိုင်ငံလုံးသမားဝန်ကြီးဌာနစီရင်ရေးအများကဆိုပါတယ်။နေဆက်ပြဿနာတွေဖြစ်တော့ကမ္ဘောဒီးယားလူသမားတွေထောင်နဲ့တောင်းနဲ့ချပီပြီးတော့ပြန်ရတယ်လို့သိရပါတယ်။အင်ကိုပြန်လာမလားဒါမှမဟုတ်ပြည်တွင်းကတိုင်ဆိုင်မှုတွေသိမ်းခံရမလားဆိုပြီး ကမ္ဘောဒီးယားဆိုတာကထိုင်းရလူသမားတွေကိုအတင်းကျပ်ဖိအားပေးပြန်ခေါ်ခဲ့တယ်လို့လည်းသတင်းများထွက်ပေါ်ခဲ့ပါတယ်။